不听嘞！顾伯达，看看。မထိနဲ့ဆိုပြရလေမထိနဲ့ဆိုဟော ဘယ်လိုပြောရမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတဲ့ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေကြဖြစ်သွားရှင်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့ဆမ်းဒါမဲ့သူကဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဘဲနဲ့သူ့ရဲ့ဘာသာမျက်စံနေရနူးညံ့နေချစ်ဖို့ကောင်းတယ်ဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မထိနဲ့ပေါ့ငါကိုယ့်ဘာကိုယ်ဖန်ခံမယ်ပေါ့မမာနာလည်းရှိတဲ့ခါကျတော့ကိုယ့်ဘာကိုယ်ဖန်ခံမယ်ဆိုပြီးပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံသင်ပေးတာပါငါလက်နဲ့ဒဏ်ခတ်တာကျင်းတ်တယ် ဘိုင်အော်ဘယ်လိုပြောမလဲစွစုစွစုကလည်းသူကဒီတန်းမှာကျတော့သူကဟိုမဟုတ်မခံနေပေါ့နော်ဆိုတဲ့ခါကျတော့သူနဲ့အမှန်ရကိုကျော်ထောင်နဲ့နောက်ဆုံးခန်းလေးအကုန်လုံးကလည်းထိုးကြရဲလိုက်တယ်ပေါ့နော်အဲသူမျက်နှာလေးကလည်းကြည်ကြည်လင်းလင်းနဲ့ကိုကျော်ထောင်လည်းအရက်ပြတ်သွားတယ်ဆိုတော့ကြည်ကြည်လင်းနဲ့ဆိုတော့လိုက်တယ်အဲအဓိကတော့ဇက်ကတော့အကုန်လုံးကမကောင်းတာတွေလုပ်တဲ့သူတွေကတော့သူ့လမ်းသူသွားကြတာပေါ့လေအခုသူတို့နှစ်ယောက်ကစိတ်ကောင်းရှိတော့ကောင်းတဲ့နေရာပေါင်းစည်းသွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့ ူကစိတ်ကောင်းရှိတယ်လေကြောထက်အောင်ကသူကတစ္ဆာဟိုဘယ်လိုပြောမလဲသူကအရက်တောက်တယ်ဆိုပေမဲ့အရက်ကိုဟိုလိုမျိုးအရက်သမားကြီးလိုမျိုးမူးရမ်းကားနေရမဟုတ်ဘူးလေသူကအရက်တောက်တယ်ဆိုတာသူ့ရဲ့ဒီအိမ်မြမိုးအရင်မင်းမဟိုပုံမှာနောင်နာတွေနဲ့နောင်နာစိတ်တွေနဲ့သူကသူ့ကိုယ်သူသူညှင်းဆဲတဲ့အနေနဲ့သူကတောက်တာသူကစိတ်ကောင်းအဲ့တော့စေတနာချိုးပေးတယ်ဆိုတဲ့ဟာသူ့ရဲ့စိတ်ရင်းအတိုင်းပြန်ချိုးပေးတာပေါ့ဂျန်တဲ့သူတွေတည်သွားရတယ်ဆိုတာလေဒါသူကဘယ်လိုလဲဆိုတော့ဟို ဟိုတင်ရန်စာပေးတဲ့အနေနဲ့ပဲလေဘာလို့လဲဆိုတော့ရမတ်တွေအရန်ကြီးတယ်ဒီကားကိုကြီးတက်မယ်ဆိုလို့ရှိရင်ပညာရေးအများကြီးရပါတယ်ဘာလို့ဆိုတော့ရမတ်တွေအရန်ကြီးတဲ့အတွက်တယောက်တစ်မျိုးပူလောင်ရတယ်တယောက်တစ်မျိုးနဲ့နာဆုံးရှုံးရတယ်ဆိုတာပြချင်တယ်ပြီးတော့ character တွေကြည့်မယ်ဆိုလို့ရှိရင်လည်းသုံးဆက်အသုံးဆက်မိုးတည်တာဆိုလို့ရှိရင်လည်းအမှန်ကတော့တနာဖို့ကောင်းတယ်သူ့ဘဝကဒါသူ သူ့သားကိုသူနေရာဘယ်လိုပြောရမလဲကျော်ထက်အောင်ရဲ့ကိုကျော်ထက်အောင်ရဲ့အချစ်ကိုရကျင်တယ်ဆိုတဲ့ဟာနဲ့သူရှင်းတန်းလာရတယ်ဆိုတော့သူ့ဘဝလေးရဆိုလို့ရှိရင်အမှန်ကဲဆိုတော့တနာဖို့ကောင်းတယ်အဝရီဆိုလဲဒီတိုင်းမှာဇာနီကိုသူတအားချစ်တာလေအဲ့တော့ तू အားချစ်တဲ့မိန်းကလေးတယောက်အနေနဲ့လဲ तू ကတနာဖို့ကောင်းနေပြန်အောင်ဒါအမနေရနေဒီမျက်စံနေနေရနေဆိုလဲ तू ဒီတိုင်းပဲမျက်စံနေကဟိုတစ္ဆာအမြဲတမ်းဖောက်ခံရတယ်အဲ့လိုမျိုးလေးနေလဲအဲ့ကာရက်တာတစ်မျိုးစီဆိုတော့တနာလဲတနာဖို့ကောင်းတယ်ရမတ်ကြည့်လို့ရှိရင်ပူလောင်ရတယ်ဆိုတဲ့ဟာမျိုးပြရတာပဋိနေ ပဒံဖန်ခတ်အဲနောက်ဆုံးသူကမထိနဲ့ဆိုပြီးတော့လေမထိနဲ့ဆိုတော့ဟိုဘယ်လိုပြောမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတဲ့ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေချက်ဖြစ်သွားရှင်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့ဆံမှာဒါပေမဲ့သူက ဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဘဲနဲ့သူ့ရဲ့ဘာလို့လဲမျက်စံတွေကနူးညံ့နေချစ်ဖို့ကောင်းနေဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မထိနဲ့ပေါ့ငါကို့ဘာကိုအဖမ်းခံမယ်ပေါ့မမာနာလည်းရှိတဲ့ခါကျတော့ကို့ဘာကိုအဖမ်းခံမယ်ဆိုပြီးတော့ပြောတာပြီးတော့ဘိုင်းရယ်ဆိုတဲ့ဟာတော့ပုံသင်ပေးတာပါအဲ့တော့တော့မမှန်နေစရာအဲငါ့ကိုကြည့်နေပါဟုတ်တယ်ဘယ်လိုမျိုးမိလဲဟုတ်တယ်ဘယ်လိုမျိုးရှိလဲအဲ့ပေါ့ဟို အမှန်နဲ့ပဲပြောရမှာပါဗျာဆိုတော့ तू ကဟိုအိမ်မှာလဲသူ့မှာလဲထရမာရှိတယ်ဆိုတော့မိသားစုမှာလဲ तू အမြဲတမ်းတကောင်နဲ့အတယောက်တည်းဖြစ်နေတဲ့အခါကျတော့မိသားစုမှာလဲ तू အမြဲတမ်းအကျင့်ခံရတဲ့ပုံစံဖြစ်နေတော့ तू အမြဲတမ်းမန်တင်းနေမိနေရတဲ့အခါကျတော့အဲ့လိုကိုချစ်ရတဲ့သူတွေကပါကိုယ့်ပေါ်မှာတစ္ဆာဖောက်တယ်ဆိုတော့လဲ तू ဒီပုံမှာပြန်ပြီးအကန့်ပြန်ဖြစ်သွားတာပေါ့ ဟုတ်တယ်အကုန်လုံးထိုးကြတော့ကျင်းနဲ့ပီတိပြည့်တယ်တနေ့တနေ့ဒီအမတို့ရမတ်ဆိုပြီးတော့ group ဖွဲ့ထားတာဟိုပါဝင်တဲ့အိုက်တာတွေမိန်းမမိန်းမအကုန်လုံးက group ဖွဲ့ပြီးတော့တနေ့နေ့ဒပိုင်းတက်ပြီဆိုရင်ဒပိုင်းသူများတွေထိုးတဲ့ဟာတွေပို့ကြရည်ကြဟားကြပါဘာဆိုတော့ပျော်ရတယ်အဲဒီအမတို့ပင်မခံရကြုံနဲ့ပါတယ်အကုန်လုံးကပင်မကြတွန်းဆက်ဆိုလဲလက်မောင်ပြုတ်သွားလေတကယ်ပြုတ်သွား brow ဆိုပြီးတော့လေအဲနားလိုက်ရတယ်ရှူတယ်အဲ့လိုမျိုးပေါ့အဲပင်မခံရတယ်ခိုင်းဟိုကြုံနဲ့သွားတာ ဗကန်တုနဲ့ဗကန်တုနဲ့ဒါပေမဲ့ဗကန်တုနဲ့ဆိုရင်ဗကန်သူကလေဟိုဟိုဗာလဲခောက်လိုက်တဲ့အချိန်မှာဖွာသွားအောင်လို့သူကနည်းနည်းလေးမမလေးလောက်ရတာပေါ့လေဖော့တော့မဟုတ်ဘူးပေါ့အဲ့တော့ဟိုဇောင်းလေးနဲ့ထိသွားတဲ့ထင်ပါရဲ့အထုဆိုမှလည်းနာတာပဲဟုတ်တယ်ဗကန်တုကလေနာသွားတယ်ပူရတော့ မှုတယ်ရှူတင်မှာငိုတနာပါတယ်အော်ဘယ်လိုပြောရမလဲစွစုစွစုကလည်းသူကဒီတန်းမှာကျတော့သူကဟိုမဟုတ်မခံနေပေါ့နော်ဆိုတဲ့အခါကျတော့သူနဲ့အမှန်ရကိုကျော်ထောင်နဲ့နောက်ဆုံးခန်းလေးအကုန်လုံးကလည်းထိုးကြရဲလိုက်တယ်ပေါ့နော်အဲသူမျက်နှာလေးကလည်းကြည်ကြည်လင်းလင်းနဲ့ကိုကျော်ထောင်လည်းအရက်ဖြတ်သွားတယ်ဆိုတော့ကြည်ကြည်လင်းနဲ့ဆိုတော့လိုက်တယ်အဲအဓိကတော့ဇက်ကတော့အကုန်လုံးကမကောင်းတာတွေလုပ်တဲ့သူတွေကတော့သူ့လမ်းသူသွားကြတာပေါ့လေအခုသူတို့နှစ်ယောက်ကစိတ်ကောင်းရှိတော့ကောင်းတဲ့နေရာပေါင်းစည်းသွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့